2023ခုနှစ်ကကိုတွေ့ကြုံရတဲ့ဖြစ်ပျက်လေးကိုပြောပြကြပါမယ်။နေပြည်တော်ရှိဘက်ကတောင်ပေါ်ရွာလေးတရွာမှာဖြစ်ပျက်ခဲ့တာပါ။အဲဒီတော့ကကျွန်တော်ကောင်းဆောင်ပြီးတော့လက်စစ်မီလီမာ9ရောင်းနဲ့စာတင်ကြောင်းကိုမီတာဆင်မှုတွားခဲ့ကြပါတယ်။စာတင်ကြောင်းကရွာရက်တောင်ကုန်းမြင့်ပေါ်မှာရှိပြီးတော့ရွာကတော့တောင်ကုန်းမြင့်ရဲ့အောက်ဘက်မှာရှိပါတယ်။အဲဒီစာတင်ကြောင်းမှာနောက်ထပ်ဆရာမတွေနားနေဖို့စောင့်လုပ်နေတဲ့အတွက်တခြားပြည်အဖွဲ့နဲ့လက်ထမတန်မာအဖွဲ့တွေလည်းရှိနေပါတယ်။ကျွန်တော်တို့အဲဒီရွာကိုရောက်ခဲ့ကလင်းစင်မီကပြတ်နေခဲ့ပါတယ်။ ကျွန်တော်တို့ရောက်တာနဲ့တခြားဖွဲ့တွေနဲ့ရောမနေကြပါဘူး။ဒါကြောင့်ကျောင်းဝင်းရဲ့ရှေ့ဘက်၅ခန်းခွဲစာလင်ကျောင်းမှာနေရာထိုင်ခင်းချပြီးအဲ့မှာနေခဲ့ကြပါရယ်။ကိုရန်ချက်ပြုတ်ဖို့တော့မလွယ်တာနဲ့အဲ့ကဘယံဖွဲ့စီမှာပဲဓမင်းစားဖို့ပြောခဲ့ပြီးဖြစ်တယ်လို့နေခဲ့ကြပါရယ်။သူတို့ကတော့အဲ့ဆောင်မှာမနေဖို့နဲ့ဘယ်သူမှမရည်ရတဲ့အကြောင်း။ညာညာဆိုရင်အဲ့ဒီနေရာမှာအိတ်တဲ့လူတွေကိုခေါင်းထူလာလို့ဆွဲချတာလို့လုပ်တဲ့အကြောင်းတွေပြောပြပြီးသူတို့ဆောင်ဘက်မှာပဲနေဖို့ပြောပြခဲ့ကြပါရယ်။ဒါပေမဲ့ကျွန်တော်ကတော့ဘာမှမသွားပဲအဲ့ဒီအဆောင်မှာပဲနေနေခဲ့ပါရယ်။ ရောက်တဲ့နေ့ရက်နောက်ထပ်နေ့ရက်လောက်ကတိတ်မတိတာပါဘူး။ဘာလို့လဲဆိုတော့မင်းမရတာကတကြောင်လူမတဘာဝအရာအတောက်စားလေးလည်းပါတော့တောက်ပြီးအောင်နဲ့ထမင်းစားပြီးအိတ်ကြတော့ဘာမှမတိတာခဲ့ပါဘူး။ရက်စစ်မီစင်ပြီးတဲ့ညမှာတော့ကျွန်တော်တို့အဖွဲ့တွေအိတ်လို့မရတော့ပါဘူး။ညနေချက်ဒီလောက်ရောက်ရင်ဘေးခန်းတွေစီကနေစာတင်ကုန်တွေကိုရုတ်တိုက်ဆွဲတဲ့အတန်တွေအိတ်မရအောင်ကြားနေခဲ့ရပါတယ်။ဘာကြည့်ရင်လဲခုံတွေနေရာမပြတ်ရှိနေပေမဲ့ညပိုင်းလိုလိုခုံတွေတိုက်ဆွဲတဲ့အတန်ဘေးခန်းတွေစီကနေညပိုင်းဒီပါကြားလာရပါတယ်။ အစိုးဆုံးကတော့ကျွန်တော်တို့အဖွဲ့တွေကတရားဝမ်းအလွန်ကျွန်ရှော့တာကနေစတာပါပဲတောင်ပေါ်ဒေတာဖြစ်တာကြောင့်စေဝါကလည်းမစုံရင်ဘလို့မှမတက်တာပဲအချိန်တွေကပူဆိုးလာခဲ့ပါတယ်တညမှာတော့ငါ့ညီမင်းအိမ်သာမတော်ရင်အကိုလိုက်ဖို့မေးမယ်အာမနာနဲ့အကိုကိုနိုးနော်အဲ့လိုပြောပြီးမကြပါဘူးဆင်နာရီလောက်ခရဲကနေ15မိနစ်တခါဝင်းသွားနေလို့မနေ့၃နာရီခွဲလောက်ထိမနာတိုင်းအိမ်သာကိုလိုက်ဖို့နေခဲ့ရပါတယ်ကျွန်တော်လည်းမအိတ်ချင်တော့တာနဲ့ဖုန်းကြည့်နေခဲ့ပါတယ်အရင်ဆိုရင်အခန်းထဲကိုပြေးနေရှိပေမဲ့ မကြာခဏလိုက်ဖို့တော်လာနေရတော့မပိဘဲထားခဲ့လိုက်မိပါတယ်။အခန်းကားမကြီးနဲ့ကျွန်တော်တို့အိတ်တဲ့နေရာကမြေဆောင်တို့နေထားမှာပါ။အဲ့ဒီညမှာပဲစကြံပြီးနာနာဘာဝကိုရုပ်လုံးမြင်ရတော့ပါပဲ။ကျွန်တော်တပြေးကတညလုံးဝမ်းချော်ထားတော့ပြင်ပန်းပြီးအားလည်းအတော်နေနေတော့မင်းနေတာပေါ့။ကျွန်တော်ကကိုလေးဝါပြီးဂိမ်းထိုင်ဆော့နေတာ။ကျွန်တော်နဲ့ပါလာတဲ့အတက်40အရွယ်လောက်ဦးလေးရလည်းမအိတ်တော့ပဲ။ကျွန်တော်တို့ရဲ့အရှိပဲခေါင်းရင်းမှာပဲလက်လံနေထားနေပဲဒီတိုင်းနေနေပါလေ။အဲ့ဒီအချိန်나이ကိုကြည့်လိုက်တော့မနေ့3နာရီ30လောက်ရှိနေပါပဲ။ စဉ်းစားကြတဲ့သူကတခါတိုက်ရင်ဝင်းပိတ်စင်နှလုံးတွလုံးတိုက်တာတောင်ဝင်းကရက်မတော်တာပါပဲအင်ညာကဝင်းပြက်နေတဲ့ညီလေးကအဆုံဆုံးမှအိပ်ပါတယ်ကျွန်တော်ကတော့ဝင်းပြက်နေတဲ့ညီလေးနဲ့ဦးလေးရဲ့အကြောင်းအလင်မှာအိပ်ပါတယ်သူမင်းနေတဲ့အချိန်မှာရင်ကောင်၅ခါလောက်ကညကြီးကိုအနားမှာလာအောင်နေတာပါတခြားအခန်းတွေကအရင်နေ့ညလေးလိုပဲခုံတွေတွတ်တိုက်ဆွဲလို့ထွက်လာတဲ့ပကြီကြီးအတန်တွေကလည်းကြားနေရတော့မှပဲအခန်းထဲမှာတော့မီးလင်းရမှရှိတော့ကြောက်စိတ်ရလို့တော့မရှိပါဘူး ရင်းမောင်းတွေဝင်လာတယ်ဆိုပြီးအခန်းကားမကြီးကိုတွားပိတ်ထားခဲ့တယ်။ကျက်တော့မထိုးထားခဲ့ပါဘူး။အဲ့လိုနဲ့ကျွန်တော်ရဲ့နှာခေါင်းထဲမှာရုပ်ရည်ဆိုတော့အပုတ်နဲ့တွေကလိုင်းနေအောင်ရခဲ့ပါတယ်။အဲ့လိုနေရင်လည်းစောနာကကျွန်တော်ကိုယ်တိုင်တွားပိတ်ထားတဲ့ဒကားမကြီးကတဖြည်းဖြည်းပွက်လာခဲ့ပါတယ်။နောက်ပြီးအဖက်ကလုံးလုံးပွက်သွားပြီးတော့ဒကားဝါကလည်းတဖြည်းဖြည်းမျက်နှာတွေကပေါ်လာခဲ့ပါတယ်။ကျွန်တော်အိတ်တဲ့နေရာကဒကားနဲ့ဒစားအနေထားနှစ်ဆောင်တို့နေထားမှာဆိုတော့မျက်နှာပဲမြင်ရပြီးခန္ဓာကိုယ်တော့မမြင်လိုက်ရပါဘူး။မျက်နှာရဲ့ပုံစံကဖြူစွနေပြီးတော့မျက်နှာမှာမျက်လုံးမပါသလို ။ပါဇက်ရဲလို့လည်းမပါ။နှာခေါင်းနေရာမှာဘုလို့တင်းတင်းတံပဲပါပါတယ်။သဘင်ကလည်းကျူးတူကြက်တဲနဲ့ကျွန်တော်တို့ရှိတဲ့ဘက်ကိုလမ်းကြည့်နေတဲ့ပုံမှာပဲ။ကျွန်တော်အဲ့ဒီမျက်နှာကြီးကိုတခြားဆိုက်ကြည့်နေခဲ့မိပါတယ်။သက်ကအဖြစ်20 30လောက်တော့ရှိပါလိမ့်မယ်။ခဏကြာမှတကားနောက်ကို꿰သွားပြီးပျောက်သွားပါတယ်။ကျွန်တော်နဲ့ပါလာတဲ့စောနာကအတက်ကြီးကြီးဦးလေးနဲ့အပြင်ခန်းဘက်တွေလိုက်ကြည့်တော့လည်းဘာမှမတွေ့ရတော့ပါဘူး။မနဲ့မိုးလင်းတာနဲ့ပါလာတဲ့ညီတဲ့အချိန်နေမကောင်းတော့တာနဲ့အောက်ကျင်းကိုပြန်ပို့ခဲ့ရပါတယ်။အဲကလူတွေပြောကြတာတော့ ဖန်ကြီးတဲ့မမွေးနိုင်လို့တည်ထားတာကိုနေစရာမရှိလို့ကျောင်းဆရာမကြီးရှိအိမ်မက်ပေးပြီးခွင့်တောင်းလာတဲ့ကျွန်တော်တို့အိတ်တဲ့ကျောင်းကောင်းရင်ခြံစည်းရိုးနဲ့ကတ်ရက်ကမက်စရီပင်မှာနေခွင့်ပြုထားတယ်ဆိုတာကိုကျွန်တော်တို့ပြန်ကနေမှသိခဲ့ရတာပါဒီပြက်ပြက်လေးကတော့ကိုအောင်မိုးဆိုတဲ့ဒီတက်တော့တောက်လေးကလည်းကျွန်တော်ကိုလာပို့ထားတဲ့ဇက်လန်လေးပဲဖြစ်တယ်ပေါ့နော်တဲမှာတချို့နေရာနာမည်လေးတွေကိုလွှဲထားတာကတော့ဒါကာတန်စင်ကိုတိုင်ကနေရာလေးတွေလွှဲပြီးတော့ပြောပြပြပါလို့ပြောထားတဲ့အတွက်နေရာအမှန်တွေတော့ကျွန်တော်မပြောထားဘူးပေါ့နော်အဲ့ဒါလေးကိုလည်းတိခတ်ပြီးတော့ နားလည်ကြပါလားအားလုံးကိုပြောချင်ပါတယ်။ဇွန်လ live မှာနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နော်။